တောင်ကိုရီးယားတမရကိုဆွဆွဲအပြစ်တင်မဲ့နေမှာတရားရုံးဤတဝိုင်းဒရုန်းတွေပြန်တန်းခွေတမ်းမြင်တောင်ကိုရီးယားတမရယုံဆော့ရုံကိုဆွဆွဲအပြစ်တင်မှုနဲ့ပတ်သက်တဲ့စီရင်ချက်မချခင်မှလ23ရက်နေ့ကစပြီးဆိုမျိုးတော်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတဝိုင်းဒရုန်းရင်တွေပြန်တန်းခြင်းမပြုတ်ဘူးလေချောင်းပြန်တန်းရေးအန္တပိုင်းအဖွဲ့ကအသားမြစ်သွားမယ်လို့သိရပါတယ်အဲ့ဒီအစီအမံဟာမှလ23ရက်လမယ့်သတင်းပန်း မလ19ရက်အထိအသက်ဝင်နိုင်မယ်လို့ပို့ဆောင်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရုံကုန်ဆွဆွဲဖြစ်တင်မဲ့ရက်အားမကြေညာသေးပေမယ့်တရားရုံးအနေနဲ့လာမယ့်ရက်ပိုင်းအတွင်းစီရင်ချက်ချလိုက်မယ်လို့ကြေကြေပြန့်ပြန့်မျှော်လင့်ထားပါတယ်။ တရားရုံးတဝိုင်းနဲ့ကက်လျက်နေရာတွင်နေတစ်တက်တမ85ကီလိုမီတာပတ်ပတ်လေကိုဒီလာကုံပိုင်းမောင်းသူမဲ့လေရင်ပြန်တန်းခွဲကိုယာယီပိတ်ပင်ထားဖို့ဝန်ကြီးဌာနကိုတောင်းဆိုထားကြောင်းတန်ကိုရီးယားရဲတပ်ဖွဲ့ကအစောပိုင်းမှာကြေညာခဲ့ပြီးဖြစ်ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ3ရက်တုန်းကအချိန်တိုအတွင်းပြည့်ပြည့်ခဲ့တဲ့စစ်အုပ်ချုပ်ရေးမရှိလို့အမိတ်ကြောင့် တမရယုံရင်နိုင်ငံရေးအနာခက်ကိုဆုံးဖြတ်မဲ့စီရင်ချက်ချမှတ်နေမှာရဲတပ်ဖွဲ့ဝင်တွေကတရားရုံးအနီးအနားရှိ မြေအောက်ယထာဘူရာယုံတွေနဲ့စာတင်ကြောင်းတွေကိုပိတ်ထားဖို့စီစဉ်ထားပါတယ်။အချင်းစကမ်းမှာယုံဟာအိမ်ပြန်ရောက်ပြီးတရဲ့အကြာမလာကိုရတောင်းကယုံကိုထောက်ခံသူထောင်နဲ့ချီပြီးတမရနေအိမ်တဝိုက်ဆွေးကြရင်အခုလိုဆွဆွဲပြစ်တင်မှုအားစာကျင်ကခွဲခဲ့ကြပါတယ်။အဲဒီလူဆူလူဝေကိုရင်းလုံးချုံရေးတွေကဝန်းရံစောင့်ကြည့်ခဲ့ကြပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။